ကမ္ဘာဆင်းရဲဆုံးနိုင်ငံတွေဟာတရုတ်ရဲ့ကျွေးမီဝန်ထုတ်ဝန်ဖို့စံချိတ်တင်မြင့်တက်လာနေတယ်လို့သုတေသနအဖွဲ့တစ်ခုကထုတ်ဖော်လိုက်ပါတယ်။ကမ္ဘာဆင်းရဲဆုံးနိုင်ငံတွေပေါ်တရုတ်ကျွေးမီဝန်ထုတ်ဝန်ဖို့ဟာ2025ခုနှစ်ထဲစံချိတ်တင်မြင့်တက်လာနေတယ်လို့ဩစတြေးလျအခြေစိုက်သုတေသနအဖွဲ့စီတစ်ခုကသတိပေးထုတ်ပြန်လိုက်ပါတယ်။တရုတ်ဆိုရရဲ့ရပ်ဝန်းနဲ့ပိုလန်မှစီမံကိန်းတွေအရ အာဖရိတိုက်ကနေတောင်ပစိဖိတ်ဒေသနိုင်ငံတွေအထိအခြေခံဆော့အိုစီမံကိန်းအများပြားတွေငွေအလိုအရင်းထုတ်ချိထားခဲ့တာပါအဲ့ဒီချင်းငွေတွေကို2020ပြည်နှစ်လောင်ကာလတွေမှာထုတ်ချိထားခဲ့ပေမဲ့လက်ရှိမှာတော့တရုတ်ဆိုရကပြပကျွေးမီထုတ်ချိတာတွေကျဆင်းလာနေပါတယ်ဖော်ပြဆက်နိုင်ငံတွေဟာတရုတ်ဆိုရထံပြန်ဆက်ရမယ့်ကျွေးမီတွေပဲစုပြုံတိုးပွားလာနေတယ်လို့သုတေသနတွေးရှိချက်မှာဖော်ပြထားပါတယ် 2025ခုနှစ်တည်းကမ္ဘာဆင်းရဲဆုံး85နိုင်ငံကတရုတ်ဆိုရထံပြန်ဆက်ရမယ့်ကြွေးမိပမာဏစုစုပေါင်းအမေရိကန်ဒေါ်လာ22ဘီလီယံလောက်ရှိတယ်လို့သုတေသနကတွေးရှိခဲ့ပါတယ်။အဲ့ဒီသုတေသနတွေးရှိချက်တွေကကမ္ဘာဘဏ်ရဲ့အချက်အလက်တွေကိုအခြေခံတွက်ချက်ထားတာပါ။တရုတ်ဆိုရရဲ့ကြွေးမိဝန်ထုတ်ဝန်ဖို့ကြောင့် ဖော်ပြဆဲနိုင်ငံတွေရဲ့အခြေခံဆော့အိုစီမံကိန်းနဲ့ရာသီဥတုဖောက်ပြန်မှုတာစီရေးစီမံချက်တွေမှာဆိုရဘတ်တံငွေတုံးဆွဲမှုတွေစတင် ထိခိုက်လာနေတယ်လို့လည်းသုတေသနကထောက်ပြထားပါတယ်